ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုပြောပြချင်တဲ့အကြောင်းအရာကတော့မြန်မာပြည်တော်တော်များများစားကြတယ်မြန်မာအမျိုးသားတွေပေါ့နော်အဓိကကတော့စားကြတယ်ကွန်းတီနဲ့ကွန်းရွက်မှာဘယ်လိုမျိုးအဲကျမကြီးကိုဆိုးရွားစေတဲ့အကြောင်းအရာတွေပါဝင်လဲဆိုတာကိုပြပြချင်ပါတယ်ပထမဆုံးအနေနဲ့ကွန်းတီပေါ့နော်ကျမတို့တွေအရင်ခေတ်တုန်းကတော့ကွန်းတီကိုဘယ်လိုလုပ်လဲမသိပေမဲ့အခုခေတ်မှာတော့ရေစိမ်ပြီးတော့စိတ်ထားတဲ့ကွန်းတီစိတ်တွေကိုအလုံးပိတ်အခန်းထဲမှာကတ် ဒါမှမဟုတ်လို့ရှိရင်ထက်ခေါ်တာအခေါ်နောက်တစ်မျိုးကတော့ဆာလဖာအမှုန့်လို့ခေါ်ပါတယ်။ဒီအမှုန့်မီးရှို့ပြီးတော့ထွက်လာတဲ့အငွေနဲ့ပေါင်းပါတယ်။အဲကန့်ရိုက်တယ်လို့လည်းခေါ်ကြတယ်ပေါ့နော်။ဆိုတော့ဒီကန့်ကိုမီးရှို့လို့ထွက်လာတဲ့ဓာငွေနဲ့ကိုန်းသီးစိတ်ရဲ့မျက်နှာပြင်ရာရေအစိုးတက်ပေါ့နော်။ဒီဓာပြူတဲ့အချိန်မှာဆာလဖူရစ်အက်ဆစ်အပြော်စားဖြစ်လာပြီးတော့ကိုန်းသီးမျက်နှာပြင်ကိုအက်ဆစ်ကနေပြီးတော့တိုက်စားလိုက်ပါတယ်။ အဲ့ဒီအခါမှာတော့နဂိုကခက်ညူညူအယောင်ရှိရဲ့ကွန်ဒီကဖြူဖွေးပြီးတော့စားကျင်စပွဲဖြစ်သွားပါတယ်။နောက်ကန့်ဖူတွေကထွက်လာစကွန်ဒီစိတ်ကိုနမ်းကြည့်ဖို့မပြောနဲ့အရန်ပြင်းနဲ့ ပေါ့နော်ဒီအနံ့ဆိုးကြမှုလို့ကန့်ဖို့ဖွင့်လာစားမှာအထဲကိုလူတွေမဝင်နိုင်ပါဘူးဒီလိုမျိုးအနံ့ပြင်းတဲ့ကွန်းသီးစိတ်ကိုကိုညာဆိုင်ကိုပို့တဲ့လူတွေကဝင်ကြပါတယ်ဆိုအနံ့ပြင်းလေမှုအတက်တက်တာလေးပေါ့နော်အထာခံလေးဖြစ်ပါတယ်ဆိုကန့်ဖို့အနားမှာရှိရဲခေါင်းမိုးသွတ်တွေကလာပိုင်းအတွင်းမှာပဲဆွေးမြေပြတ်ကျကုန်တာမျိုးရှိတတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပေါ့နော်အဆစ်ကြောင့်ပေါ့နော်အဲကန့်ဖို့တကားမှာပတ်တာတို့မြောက်လက်တို့တတ်ထားရဆိုလို့ရှိရင်လေတလမခံဘူးပေါ့နော် ။နောက်ကန့်ဖို့မှာဒိုင်ငံအလုံးလုံးတဲ့အလုံးသမားတွေဆိုလို့ရှိရင်9နှစ်10နှစ်အတွင်းမှာရင်ဒီရှုနာဆိုင်ကုန်းတွေဖြစ်ခုံကြတယ်။မနက်ခင်းဖို့ပွင့်ကစားမှာအထဲဝင်ပြီးတော့ကွန်းသီးလုတ်ထန်းတဲ့လူကတော့အဆိုးဆုံးပဲပေါ့နော်။ဆိုတော့ဒါကအကွန်းသီးစိတ်ပေါ့နော်။လုတ်တဲ့ပုံစံနဲ့ကွန်းသီးစိတ်ကဒီလိုမျိုးကန့်ရိုက်တာတော့မှအန္တရာယ်များနေဘိုက်ထဲဝင်သွားတယ်ဆိုလို့ရှိရင်ဘလောက်တောင်အန္တရာယ်များမလဲဆိုတာကိုပြောပြတာပါ။ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကွန်းစားတာပေါ့နော်။ဆိုတော့ကွန်းထဲမှာပါတဲ့အချို့ဓာတ် ုသက်တွေကကန်ဆာကိုဖြစ်ပွားစေနိုင်ပြီးတော့တခြားပစ္စည်းတွေကတော့အဆိပ်အတော့ဖြစ်တဲ့အထိရှိပါတယ်။ကွန်း80ဂရမ်နေပြီးတော့300ဂရမ်အထိစားမယ်ဆိုလို့ရှိရင်အသက်အန္တရာယ်တော့မထိခိုက်နိုင်ပါတယ်။နောက်တချို့တွေကကွန်းစားတယ်ဆိုလို့ရှိရင်ကတွင်းထဲမှာဒဏ်ရာတန်ချက်တွေဖြစ်သွားတယ်။ဒါတွေကိုလည်းသူကမသိဘူးပေါ့နော်။ ။နောက်ပိုင်းအချိန်နီဆိုးလာတော့မှပါဇက်နဲ့လဲမျိုးမှာ အနီကွက်တီဖြစ်တာမျိုးအဖြူကွက်တီဖြစ်တာမျိုးဖြစ်နိုင်တယ်လို့မျိုးကတ်ရင်းကန်ဆာလဲမျိုးကန်ဆာအစာရင်ကန်ဆာတွေလည်းဖြစ်နိုင်ပါတယ်။နောက်သဖုံးနဲ့သွားပျက်စီးမှုတွေသွားတွေမဲညစ်လာတာတွေသွားတွေယိုယွင်းကျွေကြတာတွေလည်းဖြစ်စီပါတယ်။နောက်ကုန်းနဲ့ဆေးရွက်ကြီးဟာဖျက်ရအခက်ခဲဆုံးအဆွဲစီတွေပေါ့နော်နီကိုတင်တစ်မျိုးဆိုလည်းမမပါဘူး။ က်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုဝင်ဆောင်မိခင်နေနဲ့ no type မိခင်နေဟာကွန်စားခြင်းကိုလုံးဝရှောင်ခြင်းသင့်ပါတယ်။ကိုမပါဝင်တဲ့အန်ရရှိတဲ့ဓာတ်ပစ္စည်းတွေကြောင့်မလို့မိခင်ရဲ့ဒီ no ရေကြီးရတဆင့်ကလေးစီကိုရောက်ရှိသွားနိုင်ပါတယ်။နောက်ကွန်ဟာပန်းနိုင်ခြင်းယောဂါကိုလည်းပို့ပြီးတော့ဆိုးစီပါတယ်။အဲ့ဒါတွေအပြင်စီလံချောင်းအတွင်းကို ပေါ့နော်တိုက်ခိုက်စေတဲ့ယောဂပိုးတွေအများကြီးရှိပါတယ်။စီလံကြောင်တွင်စစ်ထုတ်မှုတွေကိုများပြစေတာကြောင့်မလို့စီလံကြောင်ပိတ်ဆို့မှုကိုပိုဆိုးစေပါတယ်။ကွန်ဆာချင်းကြောင်မှုလို့နှလုံးခုန်မှုမှမှန်တာတွေကြုံတွေ့ခံစားရတတ်ပါတယ်။နောက်သွေးပေါင်ကျတာတွေသွေးပေါင်တက်တာတွေနဲ့နှလုံးရောဂါလည်းဖြစ်နိုင်ခြင်းပိုများပါတယ်။ကွန်းကအစာအိမ်နဲ့ဥတွေမှာဒီပေါ့နော်အရေးထုတ်မှုကိုတိုးမြှင့်တာကြောင့်မလို့အစာအိမ်နာ ဥနာရှိတဲ့သူတွေအနေနဲ့ပို့ပြီးတော့အန္တရာယ်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာမှာလည်းအရွယ်မတိုင်မီရင့်ရောခြင်းကိုဖြစ်စေပါတယ်။အဲ့ဒါအပြင်စားတောက်ခြင်းရဲ့ဇီဝဖြစ်စဉ်ကိုကမောက်ကမဖြစ်စေပြီးတော့ဝိတ်ချလိုတဲ့သူတွေဝိတ်တက်လိုတဲ့သူတွေအတွက်ခက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်။ကျမအခုပြောပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့ဗောနော်ကျမတို့မြန်မာနိုင်ငံမှာလူတွေအစားအများဆုံးဖြစ်တဲ့ကွန်းဗောနော်အဲလူတတော်များများကတော့ဒီကွန်းစားတာကိုအလေးအကျင့်တစ်ခုလို့ဖြစ်နေပြီးတော့ဖြတ်ဖို့လည်းမကြိုးစားကြဘူးအမှန်တကယ်ကတော့ကွန်းစားတာကဘာအ ပေါ့နော်ဘာမှအကျိုးတရားမှုမရှိဘူးခန္ဓာကိုယ်အတွက်ကောင်းတာမရှိဘဲနဲ့ခန္ဓာကိုယ်အတွက်ဆိုးွားတဲ့အကျိုးဆုပ်ယုပ်မှုတွေပဲဖြစ်စေပါတယ်ယောဂပူထူစေရဲ့အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာကိုယ့်မိသားစုမှာ ကိုယ့်ရဲ့အတိုင်းဝိုင်းမှာကွန်ဆာနေရသူတွေရှိရဲဆိုလို့ရှိရင်ကိုမစားဖို့အတွက်ပြောပါကိုကိုယ်တိုင်ကလည်းကွန်ဆာရဲဆိုလို့ရှိရင်လည်းကိုကိုဖြတ်နိုင်အောင်လုပ်ပါလို့အကြံပေးချင်ပါတယ်ရှင်